thank mm -hmm. you ကဲဖီစီလေးကတော့ပြီးသွားပါပြီပြီးသွားပြီဆိုတော့ဘာတွေဘယ်လိုစင်တာလဲဆိုတာပြပြမယ် intake ဆိုလို့ရှင်တော့အရှိမအင်တိတ်နှလုံးအောက်မှာတစ်လုံးအနောက်မှာ exhaust တစ်လုံးနဲ့အပေါ်မှာတော့ exhaust တစ်လုံးထည့်ပေးရတယ်အဲပုံမှန်ဆိုလို့ရှင်တော့အထဲမှာပါ fan ကိုအပြည့်ထားပေးမလို့ပေါ့နော်အောက်မှာ exhaust sorry အောက်မှာ intake နှလုံးအပေါ်မှာ exhaust နှလုံးအနောက်မှာတစ်လုံးအရှိမ intake နှလုံးပေါ့နော်အဲ့လိုမျိုးထားပေးမလို့အဲဒါပေမဲ့ case မှာကပုံမှန်ဆိုလို့ရှင်အရှိမ fan နှလုံးပါတယ်ပေါ့နော် ပုံမှန်ဆိုလို့ရှိရင်ပါတယ်ဗောဒါပေမဲ့အခုလည်းပါမယ်ထင်ပြီးတော့အာဖန်ကိုငါလုံးပဲမှားလိုက်တာဒါပေမဲ့ case မှာဖန်မပါတဲ့ version ဖြစ်နေဆိုတော့ရှိရငါလုံးနဲ့ပဲအရင်တတ်ထားလိုက်တယ်အာနောက်ထပ်နှလုံးကွနဲ့ကိုထပ်မှားပြီးမှထက်ထက်ပေးမယ်လုတ်ပေးမယ် customer မဆောင်နိုင်တော့ဘူးလေရတယ်ရဲ့ဒီတိုင်းနဲ့အဆင်ပြေဆိုဒီတိုင်းပဲကျုံးမယ်ဆိုတော့ဒီတိုင်းပဲထည့်ပေးလိုက်တော့မယ်ဆိုတော့ဒီကပုံမှန်ဒီကောင်လည်းမီးလင်းတယ်ဒါပေမဲ့ သူက ARGB 3 pin နဲ့မီးလင်းအောင်လုပ်ရမှာဘုံမှာ ARGB မပါဘူးဆိုတော့အားလည်းမီးမီးလင်းအဲ့တခုတော့ရှိရပါတော့ဆိုတော့ controller လေးတက်လိုက်လို့ရှင်တော့ okay ပါပြီဒါပေမဲ့သူက gain အဓိကဆော့လို့ရရင်ပြီးပြီကျွန်တော်ဘာမှမလုပ်ဘူးဆိုတော့ဟို controller ကြီးတည်တန့်အောင်လဲပတ်စံပေးပြီးတော့ထပ်ပြီးတော့မဝဲကျွန်တော်တော့ဒီတိုင်းပဲထားလိုက်တော့မယ်နော်ဆိုတော့ဒီမှာ ဒီမှာတော့မီးလင်းမယ်ပေါ့နော် USB ပေါက်တက်လိုက်တော့ဒီမှာမီးလင်းမယ် display ပါညာပုံမယ်ဆိုတော့ display ပုံမလားဒီပေါ်က USB ပေါက်တွေတုံးမလားအဲ့နှစ်ခုရာတစ်ခုတူဘာရွေးမလဲတော့မသိသေးဘူးဒါတော့မှပဲမေးပြီးတော့အဲ့တော့ adjust ပြန်လုပ်ပေးရမှာပေါ့နော်ကဲဆိုတော့ပြပါပြီကဲဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲเนาะဆိုတော့ကိုရှိမှာဒီလိုမျိုး setup လေးတွေ budget ပဲဖြစ်ဖြစ် mid range ပဲဖြစ်ဖြစ်ဒီကောင်လေးဆိုလို့ရှင်တော့ mid range budget ပေါ့เนาะ budget လည်းမဟုတ်ဘူး mid range mid range ဆိုပေမဲ့လည်းအရင်ဟို spec ကတော့ high specification တွေကတော့ marriage specification တွေဒါပေမဲ့သုံးထားတဲ့ accessory တွေကတော့လုံးဝလမ်းပြန်နေရတော့မဟုတ်ဘူးเนาะဒါပေမဲ့ share သုံးရမယ် share ဆွရမယ်ဆိုတော့အဲ့လိုမျိုးလေးစဉ်းကျင်တယ်ဆိုလို့ရှိရင်ကိုရှိမှာလာတိုင်ပင်ပြီးတော့ကိုရှိတဲ့ budget နဲ့ကိုသုံးကျင်တဲ့ budget နဲ့လာတိုင်ပင်ပြီးတော့အာစဉ်းလို့ရပါတယ်လာတိုင်ပင်လို့ရပါတယ်เนาะဆိုတော့ဒီ setup လေးဆိုလို့ရှိရင်တော့ APC ကို22မှ4သိန်းမှကြာပါတယ်22မှ4သိန်းမှကြာပါတယ် i7 12ကျောင်းကမှ KCB RDS 3060 ASUS နဲ့ပေါ့เนาะဆိုတော့ဒါလေးကတော့22မှ4သိန်းမှကြာပါတယ်ဆိုတော့ เนาะအဆင်မို့အစီအစဉ်ရှိရဆိုလို့ရှိရင်လာရောက်တိုင်ပင်လို့ရပါတယ် free ပါဆင်ဆင်မဆင်ဆင်ရပါတယ်လာရောက်တိုင်ပင်လို့ရပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်